သူမြင်လိုက်ရတဲ့တရေကတော့ယောက်ျားခန္ဓာကိုယ်နဲ့သကောနှစ်ခုကိုအတောင်ပံလိုတုံးပြီးခြုံထက်နေတဲ့လက်သေးရှိသည်ကသူ့ကိုချက်ချင်းထိုးဆွဖို့အသင်ဖြစ်နေတဲ့ပုံပါပဲကပ္ပယာကြီးဥတာတို့ပါလားကပ္ပယာကြီးကတရေလားသကောပြန်တရေကတော့အံ့ဩထိတ်လန့်နေတဲ့လူငယ်လေးကိုလောင်ပြောင်ရင်မောနေခဲ့ပါတယ်မင်းတိတော့လည်းဘာမှမထူးတော့ဘူးမတို့ရင်မင်းငါအစာဖြစ်သွားပြီငါစာလာပြီ မမလုံးနဲ့ကျွန်တော်မလုံးပါနဲ့ကျွတ်ကျွတ်ကျွတ်ကျော်ပါဘူးရာအမလေးလောလောပြီးလောပြီးမှရမယ်အဲ့အချိန်မှာတနတ်တန်နေစူညမ်းလာပြီးသကောပြန်တည်ရလဲမြေကြီးပေါ်ကိုမှောက်ရက်သားရုပ်ပြက်ဆင်းပြက်ပြုတ်ကျလာခဲ့ပါတယ်ကျွာတကြီးဦးမင်းအောင်နဲ့အဖွဲတနတ်ကိုစီနဲ့တောတွေကနေထွက်လာခဲ့တယ်ဗျဘလုံးနေလဲသကောပြန်တည်ရရဲ့ ကျို့တို့ရဲ့မော်ကြီးစံအစွမ်းကြောင့်မြေကြီးနဲ့တော့နန်းနေပါရော့လားစကားဆုံးတာနဲ့ရွာတကြီးဦးမင်းအောင်ကမြေကြီးပေါ်ငြိမ်သက်နေတဲ့သကောပြန်တရက်စီကိုရှောက်သွားလိုက်ပါတယ်ဟာတနတ်နဲ့အပြစ်ခံရတာအချက်ပေါက်မနေပါဘူးဘာကြောင့်ဒဏ်ရာတစ်ခုမှမရှိတာလဲဒါဆိုရင်တော့သူ့မှာအောက်လန်းပညာတစ်ခုကိုရှိနေတာထင်တယ်သူ့အေးပြားကြည်စံပြီးရင်အကောင်ထဲကိုပြစ်ချက်ကွာမစိုးဝေကြီးသကောပြန်တရက်နာကတ်သွားနေတော့တကြီးကတရက်ရဲ့ခန္ဓာကိုယ်ကို ပလက်အနေအထားပြန်ရောက်အောင်ခြေနဲ့ပဲကလောလိုက်ပါတယ်။သကောပြန်တည်းရဲ့ပလက်အနေအထားပြန်ရောက်သွားပြီးမျက်လုံးချင်းဆုံမိတာနဲ့ဒကြီးကညှို့ခွင်းမိတဲ့လူတယောက်လိုပဲမလုံးမရှဲရပ်နေခဲ့တယ်ဗျ။အဲချိန်မှာတည်းရဲ့ကဒေါသဒကြီးထလာပြီးဒကြီးကိုခုတ်အုပ်ဖို့ကြိုးစားခဲ့ပါတယ်။ပြောဒကြီးတတိထားဗျ။အဲလိုပြောပြီးဒကြီးတတိပြောင်းဝင်လာအောင်သကောပြန်တည်းရဲ့ကိုတနက်နှစ်ချက်ပြစ်ခဲ့လိုက်ပါတယ်။ သတိကဆတ်မှာတကြီးဟာသခေါပြန်သေးတာတကြီးကိုအော်လန့်ပညာနဲ့ထိချုပ်ထားတယ်သတိကဆတ်မောင်မြားမိုးစိုးကပြောပြောဆိုဆိုနဲ့ထွက်ပြေးဖို့ပြင်နေတဲ့သခေါပြန်သေးရဲ့ကိုအဆက်မပြတ်ပြစ်လိုက်ပါဘယ်ပြစ်မလို့လဲကွာဟေးအဖွဲသားတို့တို့စကားဖောက်လို့ဖြစ်အောင်ပြစ်ကြစို့အလိုမပေးကြနဲ့သခေါပြန်သေးရဲ့ကအဆက်မပြတ်ပြစ်ခတ်နေတယ်ကြီးစံတွေကိုမမှုတဲ့အပြင်သူတို့ကိုလောင်ရည်ရင်းအမောင်းနေကိုပြန်ပြေးထွက်ခဲ့ပါတယ် ြေစံတထောင်လေးတောင်မှသူ့အရေးပြားကိုမဖောက်နိုင်ခဲ့ပါဘူးလူဖြစ်အောင်လွတ်သွားတယ်ကွာဘလို့ဆက်လို့ရင်ကောင်းမလဲတကြီးစိတ်နဲ့ကိုပြန်ကတ်လာတဲ့တကြီးကသကောပြန်တည်းပြန်ပြေးသွားတဲ့နောက်ကိုချိန်မနိုင်ခဲမရလှမ်းကြည့်နေမိပါတယ်ဟာကွာသူ့နောက်ကိုလိုက်ရမှာဘောကွာငါသူ့ကိုရအောင်ဖမ်းပြမယ်သူ့တက်လိုက်တဲ့ရွာသားတွေမနှဲတော့ဘူးဒါကြောင့်ငါနဲ့ဆရာတော်နဲ့တိုင်ပင်ပြီးတော့ငါတို့ကိုငစားအဖြစ်မြှပြီးတော့ တို့ဖမ်းဖို့စီစဉ်ရတာကျွန်တော်တို့ဘာပုံးစီကိုအမြန်တော့ရှောက်မှဖြစ်မဲ့တကြီးဒီတရက်ကြည့်ရတာတော်ရုံတန်ရုံတော့မဟုတ်ဘူးဗျဒါဆိုငါတို့ဘုံအကြောင်းကိုသွားချစို့ကျန်တဲ့သူတွေကအသေးချာစောင့်ကြည့်ထားကြအဲ့ဒီသဘောပြောင်းတဲ့ကိုရွာထဲဝင်ခွင့်လုံးဝမပြုနဲ့စကားဆုံးတာနဲ့တကြီးကမှုဆိုးဝေကြီးနဲ့ငါတို့ကိုခေါ်ပြီးဘာဖုံးရှိရာဖုံးအကြောင်းရှိရာကိုထွက်လာခဲ့ပါတယ် အစအစအရာရာဂယူးဆိုင်ကြပါကွယ်ကပ္ပယာကြီးသားတို့အဝေးကြီးကိုမတော်တော့တည်ဘူးဒီနားတော့ဝိုင်းမှာပဲရှိနေလိမ့်မယ် तू ကဘာတူလဲဆိုတာတပည့်တော်တို့အကုန်သိသွားကြပြီဆိုတော့ तू ပြန်လာရဲပါမလားပါဘုံပြဿနာသူ့လျှောက်ချက်ကိုတို့တွေသိသွားလို့ကွာမကောင်းဆိုးဝါးနန္ဒဘဝတွေကအညှို့အတေးထားတတ်ကြတယ်တယောက်ယောက်ကိုအညှို့ထားလိုက်ပြီဆိုရင်ရအောင်ပြန်လာပြီးတော့ကလဲစားချီတတ်ကြတယ်တကယ်လို့သူသားအဲ့လောက်ဆွမ်းနေရင်ဘာလနဲ့နဲ့သူ့ကိုပြန်ခုခံနိုင်မလဲ ခွဲဝေပြီးတဲ့မော်ဂျီဇန်တွေကလည်းသူ့ကိုဘာမှမလုပ်နိုင်ဘူးသူ့အရေးပြားကိုချစ်ရထင်အောင်တော့မလုပ်နိုင်ဘူးမုတ်ဆိုးဝေကြီးရေဘာဖိုးရဲ့တရားနေနေနဲ့အဆောင်လက်ဖွဲ့ကိုယူသွားပြီးကိုကိုကိုကာကွယ်ဖို့လုပ်ပါဘာဖိုးကသူ့ရဲ့အဆောင်ကိုအန်နီယကင်းကာတာရုတ်ဖက်တိတ်ထိတင်ပြီးမုတ်ဆိုးကိုလှမ်းပေးလိုက်ပါတယ်တပည့်တော်မှာမော်ဂျီဇန်တွေရှိပါသေးတယ်ဖျားအဆောင်လက်ဖွဲ့ကိုငါတို့ကိုပဲပေးလိုက်ပါ ငါတို့လည်းဘာဖို့ရဲ့အဆောင်လက်ဖွဲ့ကိုလက်ခံလိုက်ပါတယ်။မတွေ့။မင်းကမကောင်းဆိုးဝါးတွေရွာထဲကိုမဝင်နိုင်အောင်ကာကွယ်နေတဲ့အဖွဲ့နဲ့တွားပူပေါင်းလိုက်။ငါနဲ့မဟုတ်ဆိုးဝါးဟိုစကောပြန်တရုတ်ဒီညရောက်အောင်ဖမ်းခဲ့မယ်။သူတို့သုံးယောက်လှုပ်ရှားရှိတာဆက်လို့ဖို့ဘာဖုံးကိုဥချနှုတ်ဆက်ပြီးအเจ้าကနေပြန်ထွက်လာခဲ့ကြပါတယ်။တကြီးနဲ့မဟုတ်ဆိုးကတော့ရွာစုံကတိုးတဲ့ကိုသတိကြီးစွာနဲ့ဝင်းသွားလိုက်ကြတယ်ဗျ။ငါအထင်တော့ဒီတိုးတဲ့မှာပဲရှိနေဦးမှာ။ ကျွန်မဆရာကြီးဥက္ကမင်းရဲ့မော်ကြီးစံ2000ကျန်သေးတယ်။တကြီးလဲ1000ယူပြီးတော့ဖြည့်ထားလိုက်။သူတို့နှစ်ယောက်သားဆရာကြီးရဲ့မော်ကြီးစံကိုအတင်းဖြည့်ပြီးတတိကြီးစွာနဲ့တော်ရဲဆက်သွားခဲ့ကြပါတယ်။အဲ့အချိန်မှာသူတို့နောက်ကနေတောင်မှတစ်ဖက်ဖက်ခတ်တဲ့အတန်လူမျိုးကိုကြားလိုက်ရတယ်ဗျာ။သူတို့နှစ်ယောက်နောက်ကိုဗျိုင်းလူလက်ကြည့်လိုက်တဲ့အချိန်မှာပဲသကောပြန်တည်းကတကြီးကိုရုတ်တရက်အချိန်နဲ့ခုံအုပ်လိုက်လို့တကြီးရှောင်မို့တော့အချိန်မရလိုက်ပါဘူး။ တကြီးမြေကြီးပေါ်ပက်လက်လန်းကြပြီးလက်ထက်ရတနှက်ပါမျက်ပင်နေကြလွင့်စင်သွားကြတယ်ဗျမုတ်ဆိုးသကောပြန်တည်းရဲ့ကိုတနှက်နဲ့အသေးချာချင်းပြစ်လိုက်ပြီးမယ်ဘာမှဖြစ်ပဲမုတ်ဆိုးရတနှက်ကိုသူ့လက်နဲ့ပုတ်ချလိုက်လို့မုတ်ဆိုးရတနှက်လည်းမျက်ပင်နေကြတယ်လွင့်သွားပြန်ပါတယ်သကောပြန်တည်းရဲ့ကဒေါသတကြီးအော်တန်ပြီးပြီးသူ့တကူလုံးကိုမီလီယံနေနဲ့ကာယံထားလိုက်တယ်ဗျမီလီယံတကူရှိတဲ့သကောပြန်တည်းကြီးလားဟာကပ်ပြရရဘယ်တော့မီလီယံတကူကိုရတော့တာလဲဟမ် ဒါဆို तू อ่ะမီလီယံတကိုရသွားတယ်သခိုးပြန်တည်းဖြစ်သွားပြီပေါ့သခိုးပြန်တည်းကမီလီယံကြားကနေအတောင်ပံခတ်ရင်းမုတ်ဆိုးကိုလောင်ရည်ပြီးမှတကြီးကိုရံပြုတ်ဖို့စူးစမ်းနေခဲ့ပါတယ်ပြို့တကြီးတရိတ်ထောင်းအချိန်နေမဟန်တော်မှန်းသိတဲ့မုတ်ဆိုးကဂါရာရွတ်ဖက်ပြီးသူ့ကိုယ်သူတမန်ကြားတကောင်အဖြစ်အသွင်ပြောင်းကသခိုးပြန်တည်းကိုခုံးအုပ်လိုက်ပါတယ်သခိုးပြန်တည်းတောင်ပံတစ်ဖက်ဒဏ်ရာရသွားလို့ဟန်ချက်ပြတ်သွားတယ်ဗျာ ။နာကျင်တဲ့ဒဏ်ကြောင့်ဒေါသတကြီးအော်ဟစ်ကျိမ်းပေါင်းနေပြီးမှရန်တိရန်တိုင်နဲ့ထလာပြီးသူ့ရဲ့ခြုံထက်တဲ့လက်သေးကိုထုတ်ခါတမန်ကြားကိုတိုက်ခိုက်ပြန်ပါလေ။ဟိုးဒါဘာလဲလဲဟာ။စကောပြန်တည်းရဲ့မီလီယံတကိုးရှိတာနဲ့ကျုံမှဖြစ်သေးလောက်အောင်လန့်နေပြီလား။အခုတော့မိုးဆိုးကပါတမန်ကြားဖြစ်နေပြန်တယ်။မိုးဆိုးကဘလို့ဖြစ်ပြီးတော့တမန်ကြားဖြစ်တော့တာဘာလဲ။ဟေးမိုးဆိုးတတိထား တမန်ကြားကသကောပြန်တီးရဲ့လက်ကရှောင်းမှုစူးစားခဲ့ပေမဲ့အငိုက်မိသွားပြီးပူပြင်းတဲ့မိတော်မီလီယန်တွေကသူ့ကြောပေါ်မှာအရှင်ပြင်းပြင်းနဲ့လောင်မြိုက်နေခဲ့ပါတယ်။သကောပြန်တီးရဲ့တောင်မှတစ်ဖက်တန်းရရလို့အာနဲ့နေပေမဲ့လည်းတမန်ကြားကိုမြေကြီးပေါ်ဝက်ကြသွားအောင်လှုပ်လိုက်နိုင်နေပြ။တမန်ကြားစူးစားပြီးထားပေမဲ့လည်းလဲကျသွားပြန်ပါတယ်။အမေမိုးဆိုးကတမန်ကြားအဖေလည်းပြောင်းလို့ရတယ်ပေါ့လေ။မင်းရဲ့ပညာခလေးတာတာပါမိုးဆိုးရာ။ မင်းတို့နေရာလုံးသေဖို့သာပြင်ထားကြတယ်။စကောပြန်သေးရဲကရဲရဲနေနေတဲ့မျက်လုံးနဲ့သူတို့ကိုဒေါသတကြီးအော်ဟဲချိန်ပေါင်းပြီးချိုးထက်တဲ့လက်သက်ရှိကိုထုတ်ကာတမန်ကြားကိုခေါဖို့ပြင်းနေတော့မော်ဂျီဆန်ကသူ့ရဲ့ဘဲဘက်ရင်အောင်ကနေနောက်ကျော့အထိဖောက်ထွင်းသွားခဲ့ပါတယ်။စကောပြန်သေးရဲနာကျင်စွာအော်ဟဲညင်ညူရင်းနဲ့မြေကြီးပေါ်မောက်ရက်သာပြုတ်ကျသွားခဲ့တယ်ဗျ။မော်ဂျီဇန်ကြောင့်သူ့ရဲ့ဘဲဘက်ရင်ဘက်ကလက်သီးတစ်ဆုပ်စာလောက်အပေါက်ကြီးဖြစ်သွားပြီ နာကျင်တဲ့ဒဏ်ကြောင့်မြေကြီးပေါ်မှာစောက်တရမရလူးလှိမ့်နေရပါတယ်။အော်ဟဲ့ညညူနေရင်ခဏအကြာမှာတော့သူ့ကိုယ်ဘောကမိလျံကပျောက်ကွယ်သွားပြီးခန္ဓာကိုယ်ကလည်းသကောပြန်သေးကနေကပီအိုင်ဦးတာတို့ရဲ့ခန္ဓာအဖြစ်ပြောင်းလဲသွားကြတယ်ဗျ။တကြီးကမျက်ပင်နေကြတဲ့ရောက်သွားတဲ့တဏှာကိုယူပြီးဆရာကြီးဦးကံမြင့်ရဲ့မော်ဂျီဆန်နဲ့ပြစ်လိုက်တာကြောင့်သကောပြန်သေးရဲ့နှလုံးကိုပြစ်တက်လိုက်နိုင်ခဲ့ပါတယ်။ဟဲ့ဘလို့နေသေးလဲမဆို့ ဟာကွာမင်းဒဏ်ရာတွေမနဲ့မတော့ပါလားတကြီးကတမန်ကြာကူဘောကမိလောင်ဒဏ်ရာတွေကိုကြည့်ပြီးစိတ်ထိခိုက်နေခဲ့ပါတယ်တမန်ကြာကစိတ်ဝိညာဉ်ကိုစုစည်းပြီးလူသားအဖြစ်ကိုအသွင်ပြန်ပြောင်းလိုက်တည်ပြလူသားမဆိုးရဲ့ကုခန္ဓာကလည်းတမန်ကြာဘဝတုန်းကလိုမိလောင်ဒဏ်ရာဗလတ်ဘဝနဲ့ပါပဲဒါဆိုကျုပ်ကာရာရုပ်ပြီးအပူတက်တောင်လှုပ်ပြီးမယ်ဒါမှမဟုတ်နည်းနည်းပဲတက်တာမှထင်တယ်ဘာလို့လဲဆိုတော့ဒီမီလီယံကတမန်မီးမဟုတ်ဘူး စကောပြန်တည်းရဲ့မိလျံမှုလိုပါကွာရွာသားကြီးကဂါရာရွတ်ဖက်ပြီးမုတ်ဆိုးရဲ့ဒဏ်ရာရှိတဲ့နေရာကိုမမ်းမှုပစ်လိုက်တော့အဘူတန်ကထောက်ဝက်ကျော်လောက်တက်တာသွားလို့မုတ်ဆိုးလည်းတစ်ပင်ကိုမှုရင်ထိုင်ထိုင်သွားခဲ့ပါတယ်စကောပြန်တည်းမှာဒီလိုမိလျံတကူရှိလိမ့်မယ်လို့ကျို့ဖြင့်ရောင်းလို့တော့မတွေးမိဘူးဆရာကြီးရဲ့မော်ဂျီဇန်သာမရှိရင်ကျို့တို့နေရာလုံးအသက်မရှင်တော့ဘူးဗျာကံကောင်းလို့သူ့ကိုတတ်ပြစ်လိုက်နိုင်တာကွာဒါနဲ့မင်းကဘယ်တော့မှသမန်းချပညာကိုသိနိုင်တာလဲ ။အော်ကျုပ်တို့ဆရာကြီးဆီကနေထွက်မလာခင်တော့ပါပဲလေ။မွေးရမေးပြန်ရောက်ရင်ဘာအလုံးနဲ့အတက်မွေးမှလဲလို့ဆရာကြီးကကြုတ်ကူမိတော့ကျုပ်ကမဟုတ်ဆိုးလို့မဲလို့ဖြစ်လိုက်တယ်။ဒါကြောင့်ဆရာကြီးကကျုပ်ကိုဒီပညာသင်ပေးလိုက်တာ။အော်အဲ့လိုလား။ဆရာကြီးကငါ့ကိုကြတော့အဲ့လိုမေးခွန်းဘာလို့မမေးပါလဲ။ခမရညံကောင်းတယ်လေ။ကျုပ်ထက်သင်လွယ်တက်လွယ်တယ်။ကျုပ်လိုတည်တဲ့ပညာတခုသင်ပေးဖို့မလိုတော့ဘူးဆိုတာဆရာကသိနေတယ်လေ။ခမရထက်မြတ်ပြီးသားပဲလေ။ဒုဆရာကြီးကတော့ကွာ။ ဆရာပြီးတော့ပါပြီတယ်ဆရာအရာအလုံးကိုသိမြင်နိုင်တယ်တကြီးကဆရာကြီးရှိအောင်မှန်းပြီးလက်အုပ်ကြီးကရောလိုက်ခါမုတ်ဆိုးကိုထရက်ပေးဖို့ထူးပေးလိုက်ပါတယ်မင်းရောက်လာလဲကောင်းသားပဲကွာငါနဲ့ဒီရွာမှာပဲနေပါတော့ဒီရွာလေးအမြဲတမ်းတည်ငြိမ်အေးချမ်းနေအောင်လို့ပေါ့ငါတို့အတူတူရွာကိုကာကွယ်စောင့်ရှောက်ကြမယ်တမန်ကြာကိစ္စကိုငါလှည့်ဝှက်ထားပြပါမယ် ။အေကပ္ပယာကြီးရဲ့အလောင်းတော်အသေးချာမီးရှို့ပြီးအစီအရင်နေအင်းနေနဲ့အသေးချာလှုပ်ပြီးမှမြင်မြုပ်မယ်။ဒီလိုလှုပ်မှဘရော့မှပြန်ထလာပြီးဒုက္ခမှပြေးနိုင်တော့မှာ။ကောင်းပြီလေ။ကျုပ်သဘောတူတယ်။ဒီရောဒုက္ခလာပြီးဖို့တခြားမကောင်းဆိုးရတဲ့ရှိနေသေးတယ်လို့ချုပ်ခံစားမိနေတယ်။ကျုပ်ရှိနေပြီးတော့ကူညီပေးမယ်။ကောင်းတာပေါ့ကွာ။တိတ်ကောင်းတာပေါ့။လှုပ်ကြတာပေါ့တငယ်ချင်း။ သဘောထားချင်းတိုက်ဆိုင်တဲ့သူတို့တငယ်ချင်းနှစ်ယောက်စကားဆုံးတာနဲ့တက်ကြွတဲ့ခြေလှမ်းနေနဲ့ရွာတဲကိုပျော်ပျော်ရွှင်ရွှင်ပြန်သွားခဲ့ကြပါတော့တယ်။ဟုတ်ကဲ့ဇလန်းလေးကောဒီလောက်ပါပဲခင်ဗျာ။အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။ CKU မှာဖုန်းဖြင့်ရေးဆွဲနိုင်မဲ့ 2D animation ကာတွန်းသင်တန်းကိုစတင်ဖွင့်လှစ်လိုက်ပါပြီခင်ဗျာ။ software twin ni animation အခြေခံမှာစတင်ပြီးတော့အခု video မှာပါတဲ့ animation movie video ဆွဲနိုင်တဲ့အထိလေ့လာသင်ကြားရမှာဖြစ်ပါတယ်ဗျ။ social media မှာ animation story ဖန်တီးပြီးတော့ဝင်ငွေရှာလိုတဲ့သူတွေ၊ cartoon နီးပညာနဲ့မိမိရဲ့စကူးရင်ကပါကိုဖန်တီးလိုသူတွေ၊ဝါသနာအနေနဲ့ရောဝမ်းစာအနေနဲ့ရောလေ့လာလိုသူတွေ CKO ကဖန်တီးထားတဲ့ video တွေအတိုင်းစိတ်ဝင်စားဖန်တီးကျင်သူများအတွက် CKO မှာ YoYo Class နဲ့ Master Class ဆိုပြီးတော့သင်တန်းနှမျိုးဖွင့်ပေးထားပါပြီခင်ဗျာ။မိမိကျန်တဲ့တရားအတန်းအောင်ရွေးချယ်ဖို့ CKO မှာအတန်းအရင်နဲ့သိကျင်အောင်မေးလို့ရပါပြီနော်။ Facebook group Telegram channel ကနေ Security မှ 2D animation manager ကိုရိုင်းဗီဒီယိုသင်ခန်းစာတွေနဲ့သင်ကြားပေးမှာဖြစ်ပါတယ်။သင်တန်းကြီးအနေနဲ့ကတော့အခု February လအတွင်းမှာအနှံသူများအတွက် YoYo class 2သိန်းချက် Master class 3သိန်းချက်နဲ့သင်ကြားပေးတော့မှာဖြစ်ပါတယ်ခင်ဗျာ။သင်တန်းသားအကန့်အသတ်ရှိသလိုသင်တန်းကြီးကလည်း February လကုန်နဲ့ပြောင်းလဲတော့မှာဖြစ်လို့အခုအပ်ချက်အခုပဲအဲ့လိုရပါပြီခင်ဗျာ။